32ကြိမ်မြောက် APEC စီးပွားရေးခေါင်းဆောင်များအစည်းအဝေး၌ရှီချင်းပင်မိခွန်းပြောဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တောင်ကိုရီးယားနိုင်ငံချောင်းကျူးမှာတောင်ချာနေကပြုလုပ်တဲ့32ကြိမ်မြောက် APEC စီးပွားရေးခေါင်းဆောင်များအစည်းအဝေးပထမအပိုင်းကိုတရုတ်သမ္မတရှီချေဖင်တက်ရောက်ခဲ့ပါတယ်။အစည်းအဝေးနေရာသို့ရှီချေဖင်ရောက်လာတဲ့အခါတောင်ကိုရီးယားသမ္မတဒီဂျေမြောင်ကကြိုဆိုခဲ့ပါတယ်။ ဒီနောက်ရှိချစ်ပြင်ခအားလုံးအကျိုးရှိပောင်းဝင်းထဲစီးပွားရေးဆိုင်ရာကမ္ဘာရွာကြီးရဲ့ဖြစ်မြင့်တင်ဖို့နဲ့အာရှပစိဖိတ်ရဝန်းတည်ဆောက်ဖို့အချက်၅ချက်ပါအဆိုပြုချက်ကိုပြောကြားခဲ့ပါတယ်ဘက်ဆောင်ကုံတွဲရေးစနစ်ကာကွယ်ဆောင်ရှောက်ရှန်ဒေတာတွင်ပွင့်လင်းသောစီးပွားရေးဝင်းကျင်တည်ဆောက်ရှန်စက်မှုနှင့်ထောက်ပံ့ရေးကွင်းဆက်များအစဉ်ပြေချုံးမွေတည်မြဲနေစေရှန်ဒီဂျစ်တယ်နှင့်ကုံတွဲရေးစိမ့်လန်းပြောင်းလဲမှုရှေ့ဆက်ရှန်အလုံးအကျိုးရှိပောင်းဝင်သောဖွံ့ဖြိုးတိုးတက်မှုမြင့်တင်ရန်သို ို့အတွက်ပူးပေါင်းအားထုတ်ချဖို့တောင်းဆိုသွားပါတယ်။ ABEC စီးပွားရေးခေါင်းဆောင်များအစည်းအဝေးကို စနေနေ့မှပြုလုပ်သွားဖို့စီစဉ်ထားပါတယ်လို့သိရပါတယ်ရှင်။